မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော်ဧကကနိဘတ်ထေကနဘတ်120ဗန္ဒနာမောကဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့မင်းကြီးစစ်တိုက်သွားတဲ့ဖြစ်တမန်တော်မင်းကျင်64ရောက်နှင့် ဖောက်ပြတော်မိဖုရားအကြောင်းကို အောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် ညလူတို့ဤစီဟာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်เจ้า၌တည်င်းသုံးတော်မူစဉ်စင်စမာနဝိကာသည်မြတ်စွာဘုရားအားမဟုတ်မမှန်ဆွဆဲလေ၏တောကမြတ်စွာဘုရားသည်ယဟန်တို့အားယဟန်တို့စင်စမာနဝိကာသည်ယခုအခါ၌တာငါဘုရားကို မဟုတ်မမှန်ဆွဆဲသည်မဟုတ်ရှေးခါ၌လည်းဆွဆဲခဲ့ဘူးဘီဟုမိတ်တော်မူကားအောက်ပါဒိဇက်ကိုဆောင်းတော်မူသည်လွန်လေပြီးတောအခါဗာရဏတိပြည်ဝဲဗျမဒတ်မင်းမင်းပြုတည်ရှိသော ဖျားအလောင်းသည်ပြောဟိပုံနာ၏ဓာဖြစ်၍အွေရောက်လျင်အဖအကွယ်လွန်သည့်ဖြစ် ပြမတတ်မင်း၏ပြောဟိပုံနာပင် ဖြစ်လေ၏သူအကာမင်းကြီးသည်မိဖုရားကြီးအားအရှင်မိဖုရားလိုရာဝတ္ထုကို ပြောပါလောဟုဆုပေးလေ၏မိဖုရားကြီးလည်းမြတ်တော်မင်းကြီးအကျွန်ုပ်ကရခဲ့သောဝတ္ထုမြည်သည်မရှိပါ ယနေ့မှစ၍အရှင်မင်းကြီးသည်ကျွန်ုပ်မှတပါးသောမိမာတို့ကိုကိလေသာရာဂဤအစွမ်းဖြင့်မကြည့်တော့ပါဟုသောသုကိုပေးပါဟုတောင်းလေ၏မင်းကြီးလည်းသူသုကိုပယ်လေ၏အကျဉ်းချင်းတောင်းနေသည်ဖြင့်မိဖုရားကြီးကိုမလွန်ဆန်နိုင်ရကပေးရလေ၏မင်းကြီးသည်ထိုနေ့မှစ၍ကကြေထဲမှတပေါင်း6000တို့အနက်ကကြေထဲမှတယောက်ကိုမျှအကိလေသာရာဂဤအစွမ်းဖြင့်မကြည့်တော့ပါ ပစ္စံတရေဝဲတခိုးတို့သည်လူရဲ့ဖြစ်စီကုန်၏မင်းကြီးစေလွတ်လိုက်တော့စစ်တီသူရဲတို့သည်တခိုးတို့နှင့်နှစ်ကြိမ်သုံးကြိမ်တိုက်ကြတော့လဲမတက်နိုင်တဲ့ဖြစ်မင်းထံတို့တဝန်လွာဆက်ကကြကုန်၏မင်းကြီးလည်းပိစံတရတို့သွား၍စစ်တီဘိုဘာတို့ကိုစုယုံပြီးလင် မိဖုရားကြီးကို ခေါ်စေ၍အရှင်မိဖုရားကြီးငါသည်ပိစံတရတို့စစ်တိုက်သွားရမည်အရှုံးအနိုင်ကိုမပြောနိုင်စစ်တိုက်ရ၌မိမလိုက်ရန်မတင်နေရခဲ့လို့ဟုဆိုလေ၏ မိဖုရားကြီးလည်းရှင်မင်းကြီးမနေရနိုင်ပါလိုက်လိုပါသည်ဟုအကျဉ်းချင်းလျှောက်ထားလေ၏မင်းကြီးလည်းအကျဉ်းချင်းပေတော်မူ၏ထိုအခါမိဖုရားကြီးသည် ရှင်မင်းကြီးနေရခဲ့ပါမည်တို့တော်လည်းတူးနှစ်တူချမ်းသာစင်ရဲကိုတည်ရအောင် တယူဇနာတယူဇနာရောက်တိုင်းရောက်တိုင်းတမန်တော်တယောက်ကိုလွတ်ပါဟုလျှောက်ထားလေ၏မြင်းကြီးလည်းကောင်းပြီလွတ်မည်ဟုဝန်ခံပြီးလျှင် ပရိဟိပုံနာအားမြို့တော်ကိုအနှင်းကမြို့ဆောက်ခန့်၍ပိစံတရစ်တို့တွားလေ၏တယူဇနာခရီးတို့ရောက်လျှင်မိဖုရားကြီးထံတမန်တော်တယောက်ကိုလွတ်လိုက်၏မိဖုရားကြီးသည်ထိုတမန်တော်နှင့်မတူတော်တို့အချင်းကိုကျင့်လေ၏ နောက်လေတယူဇနာတယောက်ကြစီလွှတ်ရမည်ဖြစ်ရာ32ယူဇနာရှိသည့်ဖြစ်တမန်တော်32ယောက်ပြည့်အောင်အစဉ်တိုင်းလွှတ်လေ၏မိဖုရားကြီးလည်းတမန်တော်32ယောက်လုံးနှင့်ပင်မတူတော်တို့အကျင့်ကိုကျင့်လေ၏မင်းကြီးလည်းပိစံတရေတခိုးရန်ငြိမ်းအေးစီပြီးမြို့တို့အပြန်တွင်တယူဇနာတယောက်ကြစီတမန်တော်32ယောက်ပင်လွှတ်ပြန်၏မိဖုရားကြီးလည်းသူ32ယောက်နှင့်လည်းမတူတော်တို့အကျင့်ကိုကျင့်ပြန်၏ မြို့တော်တို့ရောက်လျင်ရိုးတရက်မဝင်သေးပဲမြို့ပြင်တွင်အောင်တက်တော်ခြာကနေလျက်ပရောဟိတ်ထံမြို့တော်ကိုတုတ်တင်ရန်အမိစာပို့စီ၏ပရောဟိတ်လည်းလုံးစုံသောမြို့တော်ကိုတုတ်တင်ရှင်းလင်းပြီး၍နန်းတော်ကိုတုတ်တင်ရှင်းလင်းရာမိဖုရားကြီးအခန်းရောက်လျင်မိဖုရားကြီးသည်တင့်တယ်ဆံပေတော်ပရောဟိတ်ကိုမြင်လျင် ချုပ်တီဝေမယအခိလေတာဖြင့်တင်းညွတ်တော်စိတ်ရှိရာက"အိုဘုံနာငါအိယာတို့တတ်ပါဟု"ဆို၏ အရှင်မိဖုရားဤတို့မဆိုပါနှင့် အကျွန်ုပ်သည်မင်းကြီးကိုလည်းရိုတေလေးမြတ်ပါ၏အကုတုကိုလည်းကြောက်ပါ၏အကျွန်ုပ်မပြုတ်ဝန်ပါဟုလျှောက်လေလျင်ပုံနာတမန်တော်64ယောက်တို့ကမင်းကြီးကိုလည်းမယိုမတည်မလေးမမြတ်ကြအကုတုကိုလည်းမကြောက်ကြတင်တယောက်တာမင်းကြီးကို ရိုတေလေးမြတ်တယ်လို့အကုတုကိုကြောက်တယ်လို့ဟုပြောလေ၏ ရှင်မိဖုရားမှန်ပါသည်တမန်တော်64ရောက်တို့လည်းအကယ်၍အတိအလိမ်မှာရှိကြပါမူဤလိုအမှုမျိုးကို ပြုလုပ်ကြမည်မဟုတ်ပါအကျွန်ုပ်ကအတိအလိမ်မှာရှိပါလျက်ဤလိုအမှုမျိုးမပြုလုပ်ဝန်ပါဟုလျှောက်လေ၏ပုံနာတင်အဘဲကြောင့်စကားများများပြောနေသည်နီငါစကားကိုနားမထောင်လျင်တင်ဥကောင်းကိုဖျက်စေမည်ဟုဆိုလေတော့အရှင်မိဖုရားတဘဝမှာဥကောင်းဖျက်ခြင်းကိုထားပါဦး ဘဝတထောင်မှာပင်ဥကောင်းဖြစ်စေအောင်တော့ဤအမှုမျိုးကို မပြုလိုဟုရဲဝန်စွာလျှောက်ထားလေ၏မိဖုရားကြီးလည်းဒီလိုဆိုလျင်အကြောင်းကိုသိစေမည်ဟုချင်းချောက်ပြီးလျင်တိုက်ခန်းတွင်တို့ပင်ကတကိုယ်လုံးလက်တဲတို့ဖြင့်ကုတ်ဖဲ့၍စီစနှွင်လိမ့်ကြံပြီးအဝတ်နွမ်းတို့ကိုဝတ်လျက်မကျဲမမာဟန်ပြုကကျွန်မတို့ကိုခေါ်၍ငါကိုမင်းကြီးမေးလျင်မကျဲမာကြောင်းရှောက်ထားပါလေဟုမှားထား၍အဲ့ရတွင်အိတ်လေ၏ ပရောဟိတ်လည်းမင်းကြီးအားကြိုဆိုရန်သွားလေ၏။မင်းကြီးလည်းမြို့ကိုလက်ရရေးလှည့်ပြီးလျင်နန်းတော်တို့ဝင်၏။မိဖုရားကြီးကိုမမြင်၍မေးရာမကျမ်းမာကြောင်းလျှောက်ထားကြသည်ဖြင့်မိဖုရားကြီးအခန်းတွင်သို့ဝင်က ကြောရိုးကိုအတရာနှိပ်လျက်ရှင်မိဖုရားဘာဖြစ်တနည်းဟုမေးလေ၏။မိဖုရားလည်းစကားပြတ်မပြောဘဲတုံးကျိမိသောအခါမှမင်းကြီးကို ကြည့်လျက်အရှင်မင်းကြီး အရှင်မင်းကြီးလည်းအသက်ရှင်လျက်ရှိသေး၏အကျွန်ုပ်လည်းလင်းရှိမင်းမမဟုတ်လောဟုလျှောက်ထား၏အရှင်မိဖုရားအဘဲကြောင့်ဒီစကားကိုပြောတဲ့နည်းဟုမေးရာအရှင်မင်းကြီးအရှင်မင်းကြီးတို့မြို့ဆောက်ခန့်ခဲ့တော်ပရောဟိတ်ပုံနာသည်နန်းတော်ကိုတုတ်တင်ရှင်းလင်းရန်အလာတွင်တဘောမတူတော့ကျွန်ုပ်အားအတင်းဗလကာယမတရားပြုခြင်းပါသည်ဟု မဟုတ်မမှန်ဆွတ်ဆွဲလျှောက်ထားလေ၏ မင်းကြီးလည်းမစူးစမ်းမစင်ကျင်ပဲမိတွင်ထဲသောစားကဲသို့ပြင်းစွာအမျက်ထွက်၍တဖြည်းဖြည်းမြည်လျက်ခန်းတွင်မှထွက်ကာမင်းချင်းတို့ကိုခေါ်စီ၍အချင်းတို့အမြန်သွားကြကုန်ပရဟိတ်ပုံနာကိုဖန်းစည်းတုံနှောင်၍မြို့ပြင်တုတ်တန်ရှိစင်ဒီတုံးတွင်ဥကောင်းကိုဖျက်ကြကုန်လော့ဟု အမိတ်ပေးလေ၏မင်းချင်းတို့လည်းပရိပုံနာကိုလက်ပြန်ကျိုးတုတ်ချီကလူသက်စီကိုလဲစီကုန်၏ ဘရဟိတ်လေစင်စင်မိဖျားယုတ်ဒီမင်းအားအလျင်အိုးအောင်ဂုံးတိုက်ပြီး ရှိစေတော့ငါဒီမိမိအစွမ်းဖြင့်လွတ်စေမည်ဟုကြံစီ၍မင်းချင်းတို့ကိုအချင်းတို့တင်းတို့ငါကိုတက်လျင် မင်းကြီးကိုပြပြီးမှတက်ကြပါဟု ပြောလေ၏ ပုံနာအဘဲကြောင့်ပြရမည်နိဟုမိအချင်းတို့ငါကမြင်းကြီးအမှုကိစ္စကို ရက်ဆောင်သူဖြစ်သည်ငါရက်ဆောင်သောအမှုကိစ္စမှာများလှ၏ရွှေအိုးကြီးများစွာ မြှုပ်ရာရက်ကိုတည်သည်မြင်းကြီး၏ဥစ္စာကိုငါပင်စီမံရသည် မပြဘဲနှင့်တက်လျင်ဥစ္စာများစွာ ဆုံးရှုံးပါလိမ့်မည် မင်းကြီး၏ဥစ္စာကို ပြောကြပြီးမှတက်ကြပါဟုပြောလေ၏မင်းချင်းတို့လည်းပရောဟိတ်ကိုမင်းကြီးအားပြကြကုန်၏မင်းကြီးလည်းပရောဟိတ်ကို မြင်လျင်အိုပုံနာတင်းအဘဲကြောင့်ငါ့ကိုအချက်ခွဲသည်နီအဘဲကြောင့်ဤလိုရုံမာသောအမှုကို ပြုသည်နီဟုမေးလေ၏အရှင်မင်းကြီး အကျွန်ုပ်ပုံနာမျိုးဖြစ်သည် သူအသက်ကိုပူရွချပုံမြကိုပင်မတက်စဘူးပါ သူဥစ္စာကို မြက်ဝါချမ်းစိမ့်မြပင်မကိုးစဘူးပါ သူတပားမိမကို လောဘဤအစွမ်းဖြင့်မကြည့်စဘူးပါရေမျိုးလို၍လည်းငုသားကိုမစိုးစဘူးပါတမန်းမြက်ဖြားမြလည်းရစ်မျိုးကိုမတောက်စဘူးပါ အကျွန်ုပ်ဒီအပြစ်မရှိပါမိဖုရားရုပ်ဒီသူ့အလိုမပါ၍တသက်ဆွဆွဲခြင်းသာဖြစ်ပါသည်တမန်တော်64ရောက်တို့၌သာအပြစ်ရှိကြပါသည်၎င်းတို့ကိုခေါ်၍ တင်တို့မိဖုရားခိုင်းနိုင်ပြုကြသလောမပြုကြသလောဟုမင်းမြန်းတော်မူပါဟုလျှောက်ထားလေ၏မင်းကြီးလည်းတမန်တော်64ယောက်တို့ကိုခေါ်စေ၍မင်းမြန်းရာယုံမာတော်မှုကိုပြုကြောင်းဟောမှန်နေသည်ဖြင့်၎င်းတို့ကိုလည်းဖန်စီတုံနှောင်ကဥကောင်းကိုဖြန့်ရန်အမိတ်ပေးပြန်၏ပရောဟိတ်ပုံနာလည်းရှင်မင်းကြီးတမန်တော်64ယောက်တို့လည်းအပြစ်မရှိကြပါ ိဖျားခိုင်း၍တောက်တစ်ဖြစ်ပြုလုပ်ကြရသည်တိခဏတော်မူပါဟုရှောက်ရပြန်၏ပြုလို့ရန်ခိုင်းတော်မိဖျားလည်းအပြစ်မရှိပါမိမတို့မြည်သည်ကမိထုံအကျင့်ဖြင့်မရောက်ရဲနိုင်ကုန်မရောက်ရဲနိုင်ခြင်းလည်းမိမတို့၏ဇာတိတဘောဖြစ်ပါသည်တိခဏတော်မူပါဟု ရှောက်ရပြန်၏ဤတို့လျင်အလုံးစုံသောသူတို့ကို အနှောင်ဖွဲမှလွတ်စေပြီးလျင်မိမိတို့ရမြဲတမ်းရာထူးကိုရစေ၍မြင်းကြီးတို့ချင်းကပ်ကား မြတ်တော်မင်းကြီးလူမိုက်တို့စကားတွင်ကျဲတော်နေရ၌မနောင်ဖွဲတဲ့တော်သူတို့ဒီလေအနောင်ဖွဲခံကြရကုန်၏လူလိမ္မာပညာရှိတို့စကားတွင်ကျဲတော်နေရ၌နောင်ဖွဲပြီးတော်သူတို့ဒီလေအနောင်ဖွဲမှလွတ်မြောက်ကြရကုန်၏ဟုမင်းကြီးအားတရားဟော၍ဆုံးမလေ၏ နောက်တပံအရှင်မင်းကြီးအကျွန်ုပ်ကလူပေါင်၌နေသည့်အတွက်ဤကဲ့သို့သောဆင်းရဲကို ခံစားရပါသည်လူပေါင်၌မနေလိုတော့ပါအကျွန်ုပ်အားယဟန်ပြုရန်ခွင့်ပြုတော်မူပါဟု အခွင့်တောင်း၍မြေရီဆက်လက်နှင့်နေသောဆွေမျိုးအပေါင်းတို့ကို၎င်းများစွာသောစည်းစိမ်ဥစ္စာကို၎င်းစွန့်ပယ်ကယတိဟန်ပြုပြီးလျှင်ဟိမွန်တာတော်သို့ဝင်လေ၏ ကြမီအဘိညာဉ်တမာဘက်ကိုဖြစ်စေ၍တေလွန်သောအခါဓမ္မပြည်သို့လာလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိပိစုပ်ပံနှစ်တန်သောဝတ္ထုတို့ကိုနုတန်တည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါမိဘုရားကြီးသည်ယခုအခါစိန်စမာနဝိကာမင်းကြီးသည်အာနန္ဒာပရောဟိတ်ပုံနာသည်ငါဘုရားဖြစ်လာပြီဟုဇက်ကို ပေါင်းတော်မူသည် ဗန္ဒနာမောခဇတ်တော်ဤတွင်ပြီးဤအခုလိုဖက်ပြခွေရအောင်ကျေးဇူးပြုပေးကြတူများအလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြတူများအလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။